်အာလေးပြင်ဓာတ်ဆက်ချီထိုးနေလေးအချီရောင်းနော်လေးမျိုးရောင်းတူတဲ့ဟာလေးထားပြီးထားတယ်ဟာတပင်းကြီးနော်ဟာဘယ်ကောင်းရင်စထုံးမယ်ဆိုတော့ဟာဒီနောက်ဆုံးနော်လူပါအရှိရောအရင်စထုံးအာလူပါအရှိရဲ့အချီနော်အချီလုံးနဲ့ဘောတိုင်နဲ့တက်တက်ထားမယ်ထားပြီးတော့ရစထိုးမယ်နော်လုံးလိုက်ထိုးမယ် ိုးပြီးဆွဲလာမယ်အဲ့တော့ဒီနေရာလေးမှာလိန်ရင်းမလိန်ရင်းနော်လိန်ရင်းမလိန်ရင်းကခြေလိုက်ကျန်းတယ်ခါတယ်ဆိုတော့ဒါလိန်ပြီးရအောင်နော်ခြေကတင်းတယ်နော်ဆွဲရတာတင်းတင်းဖြစ်ဒါဆိုတော့မလိန်မနဲ့ထိုးရအောင်နော်အော်ဒီနေရာမှာလိန်ရင်းမလိန်ရင်းကအဲ့လိုခြေလုံးပေါ်မူတည်ပြီးတော့သုံးပါတယ်အော်ပြီးရင်တန်းရှင်းနဲ့ထိုးမယ်ထိုးမယ်ပြီးရင်အောက်ထဲထိုးမယ် ဟာဒီကနေသွားမယ်ပြီးရင်အမှဝင်မယ်အော်ဒီနေရာမှာတော့နောက်ကနေပြန်ထိုးရမှာနော်ဒီဟာနောက်ကနေဒီကိုပြန်ထိုးမယ်ပြီးရင်ဒီပါရှေ့ပေါက်တယ်လို့ထိုးမယ်နော်ဒါသူချီနောက်လုံးကအဘော်လူပါရဲ့ချီနော်အဘော်လူကချီရတယ်မှာတော့ဝိုင်းလေးထိုးရတယ်အော်အဲကောင်လေးကလည်းအဲ့လိုပဲချီလုံးတိုင်းတက်တက်ထားမယ်ညံတက်ထားပြီးတော့မှထိုးမယ်နော်ကြရင်ထိုးလာတယ် ိုးလာတဲ့ဟာအဒီလိုပဲတူတဲ့လိုပဲဒီလိမ်တဲ့နေရာရောက်မယ်အဒီနေရာမှာပြင်မယ်ပြီးရင် edit ထည့်မယ်အောက်ထိုးမယ်ဒီနေရာထိုးမယ်နောက်ပြီးတော့နော်ဒီဘက်ဒီမှာဒီပေါက်ထိုးတယ်ဘယ်ဟန်ပေါက်ထိုးတယ်မထိုးတယ်တခါကျရင်ဟိုအတွင်းထဲအဟာလေးပါနော်အဲ့မှာတော်များအချိုးရတယ်ရှိတယ်မထိုးပြတတ်ရှိနော်အဲ့ဒီနေရာထိုးမယ်ပြီးရင်ဒီကလူကထိုးပြီးတော့ ထွက်မှာเนาะဒါကပေါ်လူပါရဲ့ခြေเนาะအဲ့နှချောင်းထိုးမှာဟာအဲ့နှချောင်းမှာเนาะသုံးပင်မဲ့ချုပ်မှာဆိုတော့ကြိုက်တဲ့ဟာထိုးလူရဲ့เนาะအဲ့လေးပင်ဖြစ်သွားရင်เนาะဘယ်ဘက်အက်ကအပြင်เนาะညာဘက်ကဒီဘက်ဒီအဲ့နဲ့တန်းရှင်းနဲ့အတူတူပဲเนาะအခြေလုံးနေနေဆိုလဲဒါဘယ်ဘက်ကအက်ဒါအတွင်းကအက်เนาะအခုအခုเนาะဒီအပြင်ကအက်ဘယ်ဘက်ကိုအရင်ထိုးမှာเนาะအတူလိုပဲသူလည်းတက်တက်ထားမှာ ့ဒီညမှာလာမယ်ဘယ်ထဲမှာအဲ့တော့သူကဒီညမှာကြတော့အဲ့မှာအချင်းနှစ်ပင်းကမကြောအောင်နော်အဲ့တော့သူကအပြင်ုံသွားမှဖြစ်တယ်လေနော်အပြင်ကနေထိုးတယ်ဟောဒီဘက်ချမ်းမှာတော့နော်နှစ်ပင်လုံးပေါင်းထိုးလို့ရတယ်အော်ဒီဘက်ရောက်သွားရင်တော့သူကအပြင်ဖြစ်တဲ့အတွက်အပြင်ကထိုးမယ်။ပြန်ထိုးပြီးတော့မှဆွဲမယ်။ပြီးရင်ပြန်အကူထိုးမယ်နော်။ ဟောကျန်တဲ့ဟာသူ့ရဲ့အတွင်းဒီကောင်နော်ဟောဒီကောင်ကျတော့အတွင်းကထိုးတယ်ပြီးရင်သူကအတွင်းကထိုးမယ်ဒီမှာတော့နှစ်ပေါင်းလုံးနှစ်ပင်လုံးပေါင်းထိုးတယ်ပြီးရင်သူကအတွင်းကထိုးမယ်နော်ပြီးတော့မှဒါအတွင်းကကိုတက်မယ်ဒါကလေးပင်မှာသူ့ရဲ့မတ်သက်ပေါ့နော်အဲ့ဒီချောင်းနဲ့အချီနှလုံးအဲ့တော့ပုံမှန်အနေနဲ့ဆိုလည်းဒါဒီလိုမျိုးလေးပြရတာနော်ဒီတန်ရှင်းကဒီမှာဒီဘက်လာတဲ့တန်ရှင်းဆိုရင်အပြင်ကအတွင်းကဒုတိယတန်ရှင်းဆိုရင် နော်အတွင်းနောက်ပြီးရင်ဒီဘက်အဝလူပါရောနော်ဒါဒီပုံစံတိုင်းလေးပြတာနော်ဟောအဲ့မှာမတူတဲ့ဒါကစီယူပါပေါ့နော်မတူတဲ့ဆက်မျိုးတွေမှာပါပါလာမယ်ဆိုရင်အလဲကောင်ပါနော်အလဲကောင်မှာခြေသေးခြေထိုးဖို့တခုပါလာမယ်နော်ဟောအဲ့ဒါမျိုးဆက်ဆိုဆိုရင်နော်ကျွန်တော်တို့ဒီ overlock အတွင်းကဒီအပေါ်လူပဲခြေရ W ပုံစံရှိရမှာနော်ဘလူးဆက်မျိုးလဲဆိုတော့ဒါမျိုးဆက်မျိုးပေါ့အဲ့အလဲအတွင်းမှာထိုးဖို့တခုပါလာဒါဆိုရင်ဒီကောင်က W ပုံစံရှိရအောင်နော်။ကျန်တဲ့အပြင်ကတော့ item သွားရုံပဲ။ဟောဒီကောင်းမှလည်းသူ့ရဲ့ခြေရိုးပုံပါတယ်။ဟော interlock မှာဆိုရင်တော့ဒါဆိုရင်ဒါ overlock အဒါဒီဘက်ကအပြင်အဖူမီကြီးနော်။ဖူမီကြီးတုံးတယ်။ဒါသူ့ရဲ့ original အတိုင်းပဲနော်။ဒီမှာပါတဲ့ဟာအတိုင်းပဲနော်။ဟုတ် overlock တလုံးမြောက်ပါ overlock တုံးတယ်ဒီဘက်ကနှလုံးမြောက်ပါ inner lock အပြင်အကိုတုံးတယ်နော် ချိုးရိုးနေတဲ့ဒီပုံစံမှာနော်အပြာလေးနဲ့နော်အနီရောင်လေးနဲ့အနှချောင်းသုံးထားတယ်အပေါ်ကအဝါရောင်ဟာအပေါ်ကရက်ချီနော်အောက်ကပန်းရောင်ဟာအောက်ကဒီကအရှိရက်ချီနော်ချီချိုးရတဲ့ပုံစံ